မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှာပြည်내ကျူဆူလိုက်ပါတယ်ရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံနောက်ဆုံးရသတင်းထုတ်သတင်းအုပ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ယခုကပရမဆုံးတင်ဆက်ပေးမယ့်သတင်းကောင်းစင်ကတော့လိုင်ကော်မြို့နယ်စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား20ကျော်သေဆုံးပြီးလက်နက်၈လက်သိမ်းဆည်းရရှိဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် ခရင်နီပြည်လွန်ကောမြို့နယ်ရစ်တက်စကန်နေစစ်ကိုစစ်ကြောင်းတို့တိုက်ခိုက်ခဲ့ရာစစ်သား20ကျော်သေဆုံးပြီးလက်နက်၈လက်သိန်းစီရရှိခဲ့ကြောင်း KNDF တော်လှန်ရေးတရင်ရှင်မြက်ကရှန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောကြားသည်ဇွန်လ3ရက်နေ့နဲ့9ရက်နေ့ခန့်ကလွန်ကောမြို့နယ်တပြေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်အခိုင်မာတက်ဆွဲထားသည့်တက်စကန်ကိုခရင်နီတော်လှန်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ခိုက်နေစဉ်စီဆိုင်မြို့နယ်ဘက်မှထွက်လာသည့်စစ်ကိုစစ်ကြောင်းကိုတပ်မှန်ကြားဖြတ်၍တိုက်ခိုက်ခဲ့ကြောင်းသိရသည်ဒီလ3ရက်နေ့နဲ့9ရက်နေ့လောက်မှတိုက်ခဲ့တာပါ တပြေကုံရွာဆိုတာကလိုင်ကော်မြို့နယ်ကရွာပေါ်စက္ကရီကတော့လိုင်ကော်မြို့ကနေထွက်တိုက်တာများတယ် စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေ PNO တွေ့ပြီးလာတာပါဟု KNDF တော်လှန်ရေးတရင်ရင်မြစ်ကရှမ်းကုန်းခေတ်တရင်ဌာနထံသို့ပြောကြားသည်ရှင်တိုက်ပွဲတွင်ချမ်းဖက်စစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးကစစ်ကောင်စီတပ်သားများအုံပြုသော MA1 အမျိုးအစားတနက်ငါလန် AK47 အမျိုးအစားတနက်တလန် MA4 အမျိုးအစားတနက်တလန် RPG အမျိုးအစားတနက်တလန်နှင့်အခြားလက်နက်ခရင်များတင်ယူရရှိကြောင်းသိရှိရသည်အဆိုပါတိုက်ခိုက်မှုကိုကရင်နေအမျိုးသားများကာကွယ်ရေးတပ်ခရင်တရဖြူဝအမှတ်2နှင့်အတူဖြူဝအမှတ် ှစ်အောက်ရှိတရင်များမာမိတ်တပ်ပေါင်းစုများကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးဒေါ်လင်တပ်ဖွဲ့ဝင်သုံးထိခိုက်ဒဏ်ရာရှိကြောင်း KNDF အမှတ်နှစ်ဗျူဟာကထုတ်ပြန်ထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရကတော့အကြံဖက်စစ်ကောင်စီကိုအယလိုအတိကဲ33ဖြစ်အရင်ယူရန်ဆုံးဖြတ်ပေးနာစစ်တပ်ဝင်ငွေရလန်ရှင်းနံတဘာဝတံငွေလေရင်စီနှင့်ပန်နာရေးငွေကြေးကဏ္ဍကိုအဓိကပြစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်အကြံဖက်စစ်ကောင်စီကိုအယလိုအတိကဲ33ဖြစ်အရင်ယူရန်ဆုံးဖြတ်ပေးနာ စစ်တပ်ဝင်ငွေရလိုင်းရှိနေတဲ့ဘာဝတံငွေလျင်စီနဲ့ဘန်နာရေးငွေကြေးကဏ္ဍကိုအဓိကပြစ်မှတ်တာပိတ်ဆို့အရေးယူရန်ရှိနေကြောင်းမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် MEF မှာအထွေထွေတွင်ရမှုဥဝေမှုတင်ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့တွင်ပြုလုပ်နေသော133ကျေးမြောက်အပြည့်ပြည့်ဆိုင်ရာအလုပ်သမားညီလာခံ ILC တွင် လူငယ်များနှင့်အလုသမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလုသမားအခွင့်အရေးနှင့်လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရတံခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည့်လက်တလုံးစစ်ကောင်စီကိုအရေးယူရေးအတွက်မြေသိပုံစံဖြင့်အရေးယူမည်ကိုညှိနှိုင်းနေကြသောအဓိကအဖြစ်စစ်ကောင်စီဝင်ငွေရလန်းဖြစ်သောရှင်းနှင်းနှင့်တဘာဝတံငွေကဏ္ဍလေရင်စီနှင့်ဗန်နိုင်းရင်ငွေကြေးကဏ္ဍများသည့်အဓိကပြတ်မှတ်ထားအရေးယူရမည်ကဏ္ဍများဖြစ်ရန်တည်ကြသော၎င်းကရှင်းပြသည် အရေးယူမှုနောက်ဆက်တွဲကဘလူပုံစံနဲ့အရေးယူခြင်းလေးဆိုတာညှိနှိုင်းနေကြတဲ့ Travel Day Walking Group တွေမှာလည်းသုံးဝဲဆိုင် Walking Group ရှိပါတယ်။အလုရှင်အလုသမားအစိုးရကိုယ်စားလှယ်တွေပါဝင်တဲ့ Travel Day Walking Group တွေမှာလည်းဘလူပုံစံနဲ့အရေးယူမယ်ဆိုတာကိုကျွန်တော်တို့ဘက်ကလည်းတင်ရမယ်။နိုင်ငံတကာကလည်းအကြံဉာဏ်တွေယူရမယ်။2009နှစ်တုန်းကတော့ပထမအကြိမ် Article 33အရအရေးယူဖို့ဆုံးဖြတ်ချက်ချဖို့တယ်။အဲဒီတုန်းကတော့အရေးယူတဲ့လုပ်ငန်းစဉ်မပါတဲ့အတက်ကြောင့်မလို့အလဟတ်တာဖြစ်ခဲ့တယ်။အခုကတော့အဲ့လိုမဖြစ်အောင်စူးစမ်းနေပါတယ်။ ်ဘာတွေအရေးယူမယ်ဘာတွေပါတဲ့နေဆိုတာကိုကျွန်တော်တို့သူတေသနာလုပ်ပြီးတော့အချက်လက်တွေကိုစုဆောင်းနေပါတယ်အဲ့ဒါကတလားလောက်အတွင်းမှာတေချာတာကတော့ရေနံနဲ့တဘာဝတံငွေတွေလောင်စာစီတွေစက်ကောင်စီစီသွေးစွန်ငွေတွေမရောက်ဖို့တင်ရစားထတွင်ထွက်တွေပိတ်ဆို့ဖို့တော့အကုန်လုံးလုပ်နေတယ်ပြီးတော့ဆန်ရှင်ကလည်းပြန်လုပ်မယ်ဆန်ရှင်ကကြတော့ကျွန်တော်မြင်တာကတချို့ဟာတွေကအလုံးစုံပိတ်ဆို့ရေးပေါ့နော် တချို့ကြတော့လေအကန့်အသတ်နဲ့ပေါ့ပြည်သူလူထုမထိခိုက်ရေးကိုအန်ယူဂျီကစဉ်းစားတယ်တချို့ကလည်းဒီလောက်ထိခိုက်နေတာပြည်သူလူထုကဒီတက်ထိခိုက်စရာမရှိတော့ဘူးဆိုရဲရှုတော်ကနေဝေဖန်နေအန်ယူဂျီပေါ်မှာအဲ့ဒါတော့တစိတ်တပိုင်းပဲပိတ်ဆို့တာမျိုးအကန့်အသတ်နဲ့ပိတ်ဆို့စေခြင်းနဲ့အန်ယူဂျီကတော့ဥပမာပြလောင်စာစီတွေ73စီတွေပိတ်လိုက်လို့ရှိရင်73စီတွေတုံးမရလို့ရှိရင်ဘတ်ကားတွေတင်မောတွေအဲ့ဒါမျိုးတွေပါသွားလို့မရဘူးဖြစ်မှာပေါ့နော်အဲ့လိုမျိုးစဉ်းစားတဲ့ဟာတွေတော့ရှိတာပေါ့ဘန်စနစ်ကိုပိတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ swift ကုတ်ပါပိတ်လို့ရတယ်ဒါပေမဲ့ပြည်သူလူထုကငွေလွှဲလို့မရတော့ဖြစ်ကုန်မှာပေါ့အဲ့လိုမျိုးတွေတော့ဘလို့ပိတ်မလဲဆိုတာတော့စဉ်းစားညှိနှိုင်းနေတော့မှာပဲဟုဥဝေမွန်သွင်းကပြောဆိုသည်မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူတန်ခတ်မှုမှာဒုတိယကြိမ်ဖြစ်ပြီးဆရာနာရှင်တန်းရွှေလက်ထက်မှလည်းပထမအကြိမ်ဖြင့် ILO ကပြင်းထန်သောတန်ခတ်ပိတ်ဆို့အရေးယူမှုများလှုပ်ဆောင်ခဲ့သည်တက္ကရိ2009နှင့်ဆရာနာရှင်အုပ်ချုပ်ရေးဖြစ်သောတန်းရွှေလက်ထက်မြန်မာနိုင်ငံတွင်အတန်အတမအလုံးစေခိုင်းမှုပြဿနာများအလွန်ဆိုးဝါးခဲ့သည်ဖြင့် အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILO ကမြန်မာနိုင်ငံပေါ် ILO အဖွဲ့ဥပဒေ၏ Article 33ရအရေးယူပိတ်ဆိုခဲ့ပူသည်ဆလဘီဘုံမှုချုပ်ချွတ်ထွန်းသိဆုံးမှုတွင်လုံခြံသူများဟုဆိုကအသက်6နှစ်အရွယ်ကလေးအပါဝင် ပြည်သူ16ဦးကိုဖမ်းဆီးရရှိဟုစစ်တပ်ကတရင်ထုတ်ပြန် GVW ကမူရဲဘော်များလုံခြုံဘေးကင်းဟုဆိုဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းကုန်းတိုင်းမယန်ကုန်းမြို့နယ်တွင်မေလ22ရက်နေ့အငိမ့်စားဘုံမှုချုပ်ချုံပစ်ခတ်ခံရ၍တေဆုံးမှုတွင်လုံခြုံပါဝင်သူများဟုဆိုကာအသက်6နှစ်အရွယ်ကလေးအပါဝင်ပြည်သူ16ဦးကိုဖမ်းဆီးရရှိကြောင်းအကြမ်းဖက်စစ်ကောင်စီကရှမန်နေ့ညပိုင်းကသတင်းထုတ်ပြန်သည်မေလ22ရက်နေ့စစ်ကောင်စီတောက်တိုင်းနယ်ဖြင့်2023ခုနှစ်တွင်မြောင်းလိုင်းကိုတိုင်းဝန်နာကျော်တင်ပွဲပေးအပ်ခံရသူဘုံချုပ်ချုံအောင်ကို၎င်း၏နေရှယ်ရင်မင်း Golden Valley Warrior မြို့ပြပျောက်ကြားတပ်ဖွဲ့များကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်တေဆုံးသော ဗိုလ်ချုပ်ချုပ်တော်နေနိုင်ငံတော်ကာကွယ်ရေးတပ်ကတူရီနိုင်ငံတော်လုံခြုံရေးနှင့်အကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရေးနှစ်ခုကိုတင်ကြားနေသူလည်းဖြစ်ရာစစ်ကောင်စီတောက်တိုင်ဖြစ်သောကြောင့်ဒုစစ်ကောင်ဆောင်စိုးဝင်းကလှုပ်ချန်သူများကိုရှာဖွေဖမ်းဆီးရန်ဖိအားမျိုးစုံပေးခဲ့ကြောင်းသိရှိရသည်။ရှမန်နီညာပိုင်းစစ်ကောင်စီတရင်ထုတ်ပြန်ချက်တွင်ဗိုလ်မှုချုပ်ချုပ်တော်တေဆုံမှုတွင်လှုပ်ချန်ပါဝင်သည်ဟုဆိုကသက်၆နှစ်အရွယ်ကလေးငယ်တအုပ်အပါဝင်လူပုဂ္ဂိုလ်၁၆ဦးကိုတရားခဏ်များသို့တရင်ထုတ်ပြန်ဖော်ပြလာသည်။ရန်က ုံအခြေဆိုင် Golden Valley Warrior မြို့ပြပျောက်ကြားတပ်ဖွဲ့ကမှစစ်ကောင်စီက6ရက်ရွယ်ကလေးငယ်ကိုပါစစ်တပ်ကတရက်ခန့်ဦးလိမ့်နဲ့အမိတရေဖမ်းဆီးပြခြင်းမှာအပြင်းပြင်းပြည်သူများကိုစာနာတနာမိကြောင်းရဲဘော်များဖိကင်းကြောင်းပြောသည် ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူးအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတနာမိပါတယ်ရဲဘော်တွေအလုံးလုံးကျုံပေးခြင်းကြောင့်ကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်ဟုဂိုရင်ဗယ်လီဝါရီရမျိုးပြပြောက်ကြားတပ်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်စစ်ကောင်စီတရင်ထုတ်ပြန်မှုများကိုလ ీల ဆောင်ကြည့်ရင်ကလေးငယ်များတက်ဆေးသမားများဗေဒင်းဆိုင်ငယ်ကယ်ရီသမားများနဲ့စီဒီယန်ဆရာဝန်များကိုဇလန်းစင်တရင်ထုတ်ပြန်ခြင်းကိုသိသာနိုင်ကြောင်းစီဒီယန်ကျောင်းဆရာတို့ကတုံ့သက်ပြောဆိုသည် ကလေးလေးတွေတန်စီသမားတွေဘေးကျဲသမား CDN ဆရာဝန်တွေကိုပါဖမ်းပြပြီးတရားခံလုပ်ပြပုံထောင်ရင်ဒီကောင်တွေကိုအထက်ကတော်တော်ထောင်းလို့ဖြစ်မယ်။ဖမ်းချင်ရန်ရှောက်ဖမ်းထားမှစာသေးချဖက်ကြည့်တာနဲ့ဒေတာနေတယ်။ဖက်ကြည့်တဲ့လောက်ဆက်ဆက်မှုလည်းမရှိဘူး။ဒေတာတာတော့တော်တော်အဖိထောင်းခံတာလို့ပြည်သူကိုပြန်မဲနေတာမျိုးပဲဟုလွန်မြောက်နေမြေရှိ CDN ចောင်းဆရာတွေကတုံ့သက်ပြောဆိုသည်။ တော်လရင်ဘတ်တော်သားတူကမစက်ကောင်စိန်တရင်ထုတ်ပြန်ချက်ကိုဖတ်ရှုကြည့်ပါကအသက်6နှစ်ရွယ်ကလေးငယ်ကိုပါတရခန့်လောက်ပြ၍တော်လရင်သမားများကြောက်စိတ်ဝင်စီရင်ချင်းချောက်သည့်ပုံစံမြင်ရကြောင်းစက်ကောင်စိန်ကထုတ်ပြန်သော CCTV မှတ်တမ်းတပ်ပုံနှင့်စပိန်မှာငွေရောင်ဘက်ထရီနှလုံးတက်ဖြစ်တော်လဲစက်ကောင်စိန်တရင်ထုတ်ပြန်ချက်တွင်မူအဖြူရောင်ဘက်ထရီ၃လုံးတက်စပိန်ဖြစ်သည်ကိုဖော်ပြလာသည်ကိုတွေ့ရကြောင်း CDN များကိုပါချင်းချောက်၍တရခန့်စီရင်နေထည့်ထားသည့်အခြေအနေကိုလည်းမြင်ရကြောင်းပြောဆိုသည် ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်တိုက်ဆုံမှုကိုစောင့်ကြည့်လေလာနေသောမယန်ကုန်းမြို့နယ်မှာပြည်သူတို့ကမှဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ပြက်ကက်ခံရတဲ့နေရာအနေရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုင်များထဲမှာအလုသမားများကိုပါတရားခံစီရင်သွင်းထားတယ်လို့သိရှိရကြောင်းသုံးသပ်ပြောဆိုသည်မြို့ပြတော်လိုင်းတပ်တခုမှလက်နက်ခဲယံကျွမ်းကျင်သူတို့ကစစ်ကောင်စီတရင်ထုတ်ပြန်ချက်တွင်ပါဝင်သောလက်နက်ကိုတေချာစွာကြီးရှုစစ်ဆေးသောအခါတနက်အစင်မဟုတ်ပေ propane gas ဖြင့်ပြည့်ရသည့်ကော်စေးတနက်ဖြစ်သည်ကိုစစ်စစ်တွေ့ရှိရကြောင်းသုံးသပ်ပြောဆိုသည် ဆလဘိန်လိုင်စင်မင်းရင်ဖန်းစီနေတဲ့ဗန်အမျိုးမှာဗာဆက်ဖြစ်နေလေဆိုတဲ့သတင်းတင်ဆက်ပေးပါမယ်ရှင် ကရင်ပြည်နယ်ဗန်အံမြို့မှာပြည်နယ်စစ်ကောင်စီအဖွဲ့ကလိုင်စင်မိတ်ရှင်တွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီးမြဲ PGF စတဲ့လက်နက်ကင်ဖွဲ့စည်းတွေရဲ့ရှင်တွေကိုတော့မဖမ်းရဲကြဘူးလို့ဒေသခံတွေကတန်လင်တိုင်းကိုပြောပါတယ်။စွန်လတရနေ့ကစပြီးဗန်အံမြို့မှာရှိတဲ့လိုင်စင်မိတ်ရှင်တွေကိုကရင်ပြည်နယ်စစ်ကောင်စီကအဖွဲ့ဖွဲ့ပြီးမြို့ဝင်တွေနေရလမ်းဆောင်တွေနဲ့လူအတော်လာများတဲ့နေရာတွေမှာလိုင်စင်မိတ်ရှင်တွေကိုဖမ်းဆီးပြီးသိမ်းဆီးတာတွေလှုပ်ဆောင်နေကြတာပါ။ဗန်အံမြို့မှာစစ်တပ်ရဲ့ရင်ထင်းရဲ့မိသက် PGF စတဲ့အဖွဲ့အစုံပါဝင်တဲ့လိုင်စင်မိတ် ်ရင်ဖန်စီရဲ့ဖွဲ့ဟာလူအတော်လာများတဲ့ဘန်လိုင်းဘွဲတော်လန်းစုံအင်ဒူလန်းစုံမဲပေါင်စီတန်လွင်တရာအဝိုင်းစင်လေးကအဝိုင်းတွေအပါဝင် ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းတက်ချိန်အထူးသဖြင့်ကျောင်းဆင်းချိန်ကိုအတေကထားပြီးလမ်းမရန်သားမကလမ်းကျွလမ်းကြားတွေပါလှည့်ပတ်ပြီးပိတ်ဆို့ဖမ်းဆီးနေတာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာလိုင်းစင်မဲ့ရှင်တွေကိုပြည်နယ်စစ်ကောင်စီအဖွဲ့ကလာရောက်ဖမ်းဆီးနေတဲ့အတွက်ကျောင်းသားမိဘတွေဟာမိမိတို့ရဲ့ကလေးတွေကိုကျောင်းဖို့ကျောင်းကျူရမှာမသွားရတော့တဲ့အတွက်အခက်အခဲများစွာကြုံနေရတယ်လို့ဆိုပါတယ်။ပြည်နယ်စစ်ကောင်စီရဲ့လိုင်းစင်မဲ့ရင်ဖမ်းဆီးမှုကြောင့်ဗန်အန်လိုင်းဝဲမြို့နယ်တွေကလူမှုကေဆေးရေးအသင်းပိုင်းကအားလုံးနေပါဖမ်းမြို့တွေကို လူနာမပို့ရတော့ပဲရှင်းနာထားရတဲ့အတွက်အရေးပေါ်လူနာရှင်တဲ့သူကမိသားစုတွေအတွက်ဒုက္ခများစွာကြုံနေရတယ်လို့ပေါကလေးကစေကန်တွေအချို့မှလည်းလူနာတွေလာရောက်မှုလုံးဝမရှိသလောက်နဲ့ပါလာတယ်လို့ဒေသခံတွေကဆိုကြပါတယ်။နိုင်စင်မရင်ဖန်စီမှုကြောင့်ဗန်မျိုးတွေမှာအသွားလာနေပါလာတဲ့အတွက်တိတ်ဆိတ်၆ကက်လာပြီးအရှောင်းဝင်လည်းအရင်ကလည်းမကောင်းကြဘူးလို့ပြောဆိုတာတွေရှိနေပါတယ်။အဖန်စီကြောင့်ဒေသခံတွေဟာလိုင်စင်ရှိတဲ့သုံးမိန်ဆိုင်ငယ်တွေကိုခေါ်ယူအားထားအသုံးပြုနေရတဲ့အတွက်သုံးမိန်မောင်းသူတွေအရင်အချိန်ကထပ်ပုံမ အားကောင်းလာတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။ဒါပြင်လိုင်စင်မဲကဖန်ဆင်းမှုကြောင့်ဂျေလန်ဒေသကြေးရွာဘက်တွေကဒေသခံပြည်သူအများစုဟာဗန်မျိုးကဈေးကြီးတွေစီဈေးလာရောက်ဝယ်ယူလို့မရတော့တဲ့အတွက်ဈေးကုန်ဆုံးဆိုင်တွေမှာအရင်ကထက်အယောင်ပိုအားကျဆင်းလာပြီးလာဝယ်တဲ့သူမရှိသလောက်အနည်းပါလာတယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာဒေသခံပြည်သူတွေပိုင်ဆိုင်နေလိုင်စင်မဲရှင်တွေကိုပိတ်ဆို့ဖန်ဆင်းနေသေးတာမကလမ်းကျလမ်းကြားတဲ့အထိပါလိုက်လံဖန်ဆင်းနေပြီးမယ်လမ်းမကြီးပေါ်မှာတော်လာနေတဲ့ ဲ့နေသားစောင့်တက် PGF DKPA နဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ PC တပ်ဖွဲ့ပိုင်းကတွေကိုတော့ဖမ်းဆီးလို့မရဘူးလို့ဆိုကြပါရယ်ဇွန်လ၄ရက်နေ့ကပတ်အမျိုးမှလိုင်းစင်မဲရှင်တွေကိုဖမ်းဆီးနေတဲ့ဒီနေစစ်ကောင်စီအဖွဲ့နဲ့နေသားစောင့်တက် PGF အဖွဲ့တို့ကြောင့်လိုင်းစင်မဲရင်ဖမ်းဆီးတာနဲ့ပတ်သက်ပြီးနှစ်ဖက်ပြဿနာတွေဖြစ်ပွားခဲ့က PGF တပ်ဖွဲ့ဝင်တွေကကောင်ဖမ်းဆီးနေတဲ့အဖွဲ့တွေကိုချိန်မောင်းသွားခဲ့တယ်လို့သိရပါရယ် ကရင်ပြည်နယ်မှာစီးပွားရေးလူမှုရေးပညာရေးလမ်းမဆက်သေးရေးစတဲ့နေရာတွေမှာဒေသခံပြည်သူတွေကလိုင်စင်မဲ့ရှင်တွေကိုသာအဓိကထားအသုံးပြုနေရတယ်လို့လက်နက်ကန်အဖွဲ့အစည်းတွေသာမကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကပါလိုင်စင်မဲ့ရှင်တွေကိုအဓိကထားအသုံးပြုနေရတာဖြစ်ပါတယ်